ဒီဗီဒီယိုကတော့ Blasphemous ဆိုတဲ့ game နှစ်ခုလုံးရဲ့ဇလံကိုရှင်းပြပေးထားတဲ့ဗီဒီယိုရဲ့အပိုင်းနှစ်ပါ။ game နှစ်ခုကတော့ The Rise of Zalan စတာဖြစ်တဲ့အတွက်ကြောင့်မလို့ပထမဗီဒီယိုကိုရှင်းနာထောင်မှနားလည်ပါမယ်။ကဲ Blasphemous 2နဲ့သူ့ရဲ့ DLC နဲ့ပတ်သက်တဲ့ story တွေအကြောင်းမတွားခင်ပါနော်။တချို့တွေလာမေးတာရှိလို့ကျွန်တော်တခါတည်းရှင်းပါမယ်ပေါ့နော်။ The Miracle နဲ့ Highway ဆိုတဲ့နှစ်ခုကဘာကွာလဲဆိုတာပေါ့နော်။ Okay. The Highway ဆိုတာက Blasphemous 1ရဲ့တကယ် True Final Boss ဖြစ်တယ်လို့အရာအလုံးရဲ့အနောက်မှာကြိုးကန်နေတဲ့ Cosmic Entity ကြီးတကောင်လို့ပြောလို့ရမယ်။ The Miracle ဆိုတာကဒီလူကဘာပေါ်မှာပေါ့နော်။ God လို့တင်စားခေါ်ဝေါ်တဲ့နာမည်လည်းဖြစ်တယ်လို့ the miracle ဆိုတာကပဲ the highway ဆိုတဲ့ power ကဟိုအင်အားတွေက manifest လုပ်တာပေါ့နော်အဲ့လို manifest လို့ပို့ပေါ်လာဖို့အတွက်စနစ်တစ်ခုလိုမျိုးအရာတစ်ခုလိုမျိုးဖြစ်နေပါတော့ဆိုတော့ the highways နဲ့ဒီ miracle ဆိုတဲ့ဟာက အမတူဘူးလို့ကျွန်တော်တို့ပြောလို့ရတယ်ပေါ့နော် The Miracle ဆိုတာက The Hardware Train ခဲ့တဲ့သူ့ဘာသာသူ run နိုင်တဲ့ system ကြီးတစ်ခုလို့ပဲလို့ကျွန်တော်တို့ယူဆလို့ရတယ်ပေါ့နော်တစ်ခုလုံးကဒီကဘာကို creation လုပ်ခဲ့တဲ့ God တော့မဟုတ်ဘူးဒါပေမဲ့ God like power တွေရှိတယ်လို့ပြောလို့ရတယ်ဒီလိုအချိန်ယူပြီးတော့ကျွန်တော်ရှင်းပြတာကလည်း Blasphemous 2ရဲ့ story နဲ့လည်းဆိုင်တယ်ပေါ့နော်ကဲစလိုက်ကြရအောင် you ဗီဒီယိုရဲ့အစမှာကျွန်တော်ပြောခဲ့သလိုပဲ Blasphemous 2ကနံပါတ်1ရဲ့ DLC ဘာညာအပါဝင် Direct ဆက်တယ်ပေါ့နော်ဆိုတော့ဟို1ရဲ့နောက်ဆုံးအပိုင်းမှာ Blasphemous 2ကစတယ်ပေါ့နော်သူကအိမ်မက်ရဲ့တစ်ဖက်မှာရှိတဲ့ The Land of the Eternal Processions ကိုကျွန်တော်တို့တွားပြီးတော့ကျွန်တော်မင်းသားဒီ Penitent 1ပေါ့နော်ကျွန်တော်တို့ဆော့ရတဲ့ character အနေနဲ့သူ့ရဲ့မဟာမိတ်ဖြစ်တဲ့သူ့ရဲ့ ally ဖြစ်တဲ့ Crescenta တို့က Custodia မှာ America ပေါ်ပေါက်လာစေတဲ့ High Wheels ကိုနှိမ်နှိမ်နိုင်ခဲ့တယ်။ High Wheels ကပျက်စီးသွားတော့ Custodia ဘောကသူ့အဲသူ့ရဲ့လွှမ်းမိုးကရပ်တန့်သွားပြီပေါ့နော်။ Custodia ကသူကခစ်တဲ့တစ်ခု ဖြစ်ခဲ့တယ်ပေါ့နော်အရင်ခေတ်တွေဖြစ်တဲ့ The Age of the Turn Throne နဲ့ The Age of Corruption ခေတ်တွေနဲ့မတူတော့ဘဲနဲ့ The Miracle ဆိုတဲ့အရာကနေတကယ်ကိုလွတ်မြောက်နေတဲ့ခေတ်တစ်ခုပေါ့နော်ဒါပေမဲ့ The Phantom Thread ဝင်ပါတော့ကျွန်တော်တို့ character ကကြတော့ဒီခေတ်ကိုကိုယ်တိုင်မြင်ကွဲမရခဲ့ဘူးဘာလို့လဲဆိုတော့သူ့အသက်က highway ဆိုတာအားနဲ့ချိတ်ဆက်နေတာမို့လို့မရှိတော့တဲ့အခါသူလည်းမကြခင်မှာပဲတိတ်ဆုံးသွားတယ်ပေါ့နော်သူ့ခန္ဓာကိုယ်ကို account လုံးထဲမှာပဲထားပြီးတော့ reports of the silent one လို့အမည်နောက်ပိုင်းမှာတွင်လာတဲ့ client ကိုတကူထဲမှာထားခဲ့ပြီးတော့ကျွန်တော်တို့ အဲတောက်လျှောက်ကျွန်တော်တို့ plasma war မှာဆိုလို့ရှိရင်လမ်းပြဖြစ်ခဲ့တဲ့ diogracias ကနေပြီးတော့တေဝါးတဲ့ကြီးစုဆောင်ရှောက်ခဲ့တယ်ပေါ့နော်ကျွန်တော်တို့မရှိတဲ့အချိန်မှာလူတွေက the miracle ရဲ့ကျမ်းစာနဲ့အပြစ်တန်နေဒီ twisted blessing တွေကနေလွတ်မြောက်ပြီးဘဝတွေကိုဖျက်ဆီးအဲနေခိုက်မှာပေါ့နော်ဒီ custodial ဆိုတဲ့ဒီတိုင်းပြည်လို့ခေါ်မလားအဲ့ဒီ area ဒေသကြီးအပြောင်းလဲလာတယ်ပေါ့နော်ဆို custodia ကလူမှုအတိုင်းဝိုင်းအတွက်တော့ဒီအဓိကဗဟိုဖြစ်ခဲ့တယ်ပေါ့နော်ဒီဖျားချောင်းတွေနဲ့ဒီလက်ရှင်ချောင်းတွေပညာတွေက သူတို့ရဲ့အရေးပါမှုကဆုံးရှုံးသွားတယ်ဗောနော်သူတို့လူတွေကသူတို့ရဲ့ယုံကြည်မှုကို The Miracle အပေါ်ထားတာကဟိုရက်တန့်သွားတဲ့အတွက်ကြောင့်မလို့ဗောနော် The Miracle ရဲ့လှုပ်ဆောင်ချက်တွေအကြောင်းတွေကပုံမြင်နေဒန်နာတွေသဘောမျိုးပဲတတ်တာလေးပဲကြံခဲ့လို့ပြောလို့ရတယ်ဗောနော်လူအများစုရဲ့စိတ်ထဲမှာဗောနော် The Mother of Mothers Church တောင်မှကြီးပျက်စီးနေပြီးတော့အရင်ကတမိုးထားတဲ့ Sacred Relic တွေပျက်စီးရဲ့ဘာညာတွေကလည်းမြေပြင်ပေါ်မှာအဆုလိုက်ပြုံလိုက်ဟိုပစ်ထားရခံရတယ်ဗောနော် ဒီဘာသာရေးပျက်စီးခြင်းဝင်မှုအထင်ရှားဆုံးတင်ခဲ့တာကကြတော့ The Not of the Three Worlds ပေါ့နော် Custodian မှာ The Miracle ရဲ့တခါကထင်ရှားကြွကြခဲ့တယ်။တင်ခဲ့တာတစ်ခုဖြစ်ပြီးတော့အခုတော့ညှိုးနှွမ်းသိဆုံးနေတဲ့အနေနဲ့တပင်ကြီးအနေနဲ့ရှိနေတယ်ပေါ့နော်။အချိန်အတော်ကြာလာတော့ပြောရမယ်ဆိုလို့ရှိရင် Custodian ဆိုတဲ့နာမည်ဆိုတာတော့မှဆုံးရှုံးသွားတယ်ပေါ့နော်။ဒါပေမဲ့ The Miracle ဆိုတဲ့အရာကိုပုံမြင်တွေထက် ပို့ပြီးတော့ဖြစ်ခဲ့တယ်ရှိခဲ့တယ်ဆိုတော့ယုံကြည်တဲ့လူတလူကတော့တချို့ကတော့ရှိနေသေးတယ်ဥပမာကျွန်တော်ပြရမယ်ဆိုလို့ရှိရင် Blasphemous One တုံးကဒီဖုန်ကြီးเจ้าတစ်ခု မီးလောင်ပြကြသွားခဲ့တဲ့နေရာပေါ့เนาะဆိုတော့အရင်တော့က Blasphemous One ပြီးမှအဲ့ဖုန်ကြီးเจ้าမရှိတော့မီးလောင်ပြကြသွားတယ်ဒါပေမဲ့ဒီ Blasphemous 2ဖြစ်တဲ့အချိန်မှာကျတော့အဲ့ဒီပြကြသွားပြပုံကိုပတ်ပြီးတော့ Crown of Tower ဆိုတဲ့ဒီအဆောက်အဦတစ်ခုရှိတယ်ပေါ့เนาะအဲ့ဒီကဒီ bishop တွေอ่ะဗောနော်ဒီဆက်ပြီးတော့အဲ့ဒီဘာသာရေးနဲ့ခက်ဆက်ဆန်ဆက်ပြီးကျင့်သုံးနေတဲ့ အဲဒီကိုကိုယုံကြည်သူတွေကပေါ့နော်အဲ့နေရာမှာ the miracle ရဲ့ power ကြောင့်ဒီပုံရိပ်တွေဝိညာဉ်တွေဘာညာတွေမြင်ရတယ်ဆိုပြီးတော့အယူကြောင့်ဆွဲပြီးတော့အဲ့ဒီမှာ church တကူကိုတီဆောက်ပြီးတော့စောင့်ကြည့်နေခဲ့တယ်ပေါ့နော်ဆိုတော့အဲ့လို blessed one တုံးကခင်နဲ့ဆက်ဆက်မှုရှိတဲ့လူတွေကလွဲလို့ရှိရင် the miracle ရဲ့ယုံကြည်မှုက the city of the blessed name ဆိုတဲ့မြို့မှာရှိတဲ့လူတွေကြောင့်လည်းဆက်တော့ရှိတော့ရှိနေတယ်ပေါ့နော်တို့တော့ miracle ရဲ့ power တော့မင်းမိန်သွားပြီဒါပေမဲ့ဖြစ်ချင်တော့ဒီနေ့မှာ city of the blessed name မှာရှိတဲ့လင်မယားနှစ်ယောက်က တို့ကဘလို့ကြိုးစားကြိုးစားပေါ့နော်ကလေးမရနိုင်တဲ့အတွက်ကြောင့်မလို့စိတ်ပြက်ပြီးတော့နောက်ဆုံးအနေနဲ့ကလေးတယောက်ရဖို့ပေါ့နော်ဆူတောင်းခဲ့တယ်ဒီညူးညူးမှုတစ်ခုအနေနဲ့ပဲလေထဲမှာပဲလိုမျိုးပျောက်ွယ်သွားမှဖြစ်ပေမဲ့ပေါ့နော် ဒီလင်မယားကအရန်လဲယုံကြည်မှုပြင်းထန်တာရယ်သူတို့ရဲ့ကလေးလိုချင်တဲ့စိတ်ကလည်းအရန်ကြီးတကယ် innocent ဖြစ်တယ်တကယ်လိုလားတယ်ဘာမှ ulterior motive မရှိဘဲနဲ့ပေါ့နော်သူတို့တွေကလေးတယောက်လိုချင်နေဆိုတာတကယ်တမ်းစိတ်ရင်းနဲ့လိုချင်နေဖြစ်ကြောင့်မလို့ပေါ့နော်တစုံတရာကသူတို့ရဲ့ဆူတောင်းမှုတုံ့ပြန်ခဲ့တယ် the highways ရဲ့အစိပ်ပိုင်းကြံရှိနေတာလားဒီလင်မယားရဲ့တရာတရားကြောင့်ပြန်နိုးလာတာလားဘာကြောင့်ပဲဖြစ်ဖြစ်ပေါ့နော် the miracle ကအိပ်ပျော်နေရတယ်ပြန်နိုးလာတယ်လို့ဖြစ်ပြီးတော့အိမ်အောင်ရှင်လုံတွဲကိုပေါ့နော်အဲ့ဒီလင်မယားနေရာကိုကလေးတယောက်ရအောင်ကောင်းကြီးပေးလိုက်တယ်ဒါပေမဲ့ သူကပဲ့ကန်ရှင်မရှိတော့ပြင်မယ်ပေါ့နော်။ America သူ့ရဲ့ဆောင်းအားကိုအတုံးချပြီးတော့ဗျာ။အရင်တော့အတိုင်းကောင်းကြီးပေးတယ်ဟုတ်တယ်ဒါပေမဲ့နာကျင်မှုဝမ်းနည်းပူဆွေးမှုနဲ့ပြင်းထန်စေတဲ့ဖြစ်ပျက်မှုတွေကပြန်ပြီးပေါ်ပေါက်လာတယ်။ဟိုထိုက်တဲ့နယ်ဆိုရင်လဲပေါ့နော်။အဲ့ဒီလူသားတွေရဲ့အဖြစ်တွေအတွက်ကြမ်းတမ်းနဲ့တရားမျှတတဲ့အဖြစ်ဒဏ်တွေခံစားရတယ်ဗျာ။ဥပမာကျွန်တော်ပြောရမယ်ဆိုလို့ရှင်ဗျာ။ Castro လို့ခေါ်တဲ့လူတစ်ယောက်ကအဖွားအိုတစ်ယောက်ကိုတိတ်ဆုံးသွားတဲ့အထိလူရဲ့အကြမ်းဖက်ခဲ့တဲ့အတွက်ကြောင့်မလို့သူနောင်တမရမချင်းသူ့ဘဝဝင်းကျင်လူတိုင်းရာဝတ္ထုတိုင်းဘယ်ရမစို့ အဲ့ဒီလူနာမှာရှိနေတယ်ဆိုလို့ရှိရင်ပေါ့နော်ဟိုတိတ်ဆုံးသွားမယ်ဆိုတဲ့အချိန်စာမျိုးသိနေတယ်ပေါ့နော်နောက်တစ်ခုကျွန်တော်ဥမာပေးမယ်ဆိုလို့ရှိရင်စူဇနာလို့ခေါ်တဲ့မျိုးသမီးတယောက်ကသူမရဲ့အလှပဟာတာမန်မဟုတ်ဘူးဖျားသခင်ကောင်းကြီးပေးတယ်လို့တကယ်ဒလူလူဒလူလူပြည့်ပြီးမာနထောင်လောက်မှုရှိတယ်ပေါ့နော်ဟိုသူ့သူ့ကိုယ်သူဗျာသိရမလားနော်နင်စောင်းဝမ်းချောတယ်ကွာဆိုပြီးတော့အမြဲကိုကိုငေးကြည့်တဲ့ရေကန်မှာပေါ့နော်တော့ရေကန်ဆိုတော့လှိုင်းထတယ်ဗျာလှိုင်းထတော့ client တက်ရောက်မှုကြောင့်သူမရဲ့ပုံရိပ်တွေကပြက်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 သွားရမလားဆိုတော့အဲ့ဒီ reflection ပြက်သလိုမျိုးသူ့ရဲ့တကယ်အပြင်ကရုပ်ကလည်းအဲ့လိုမျိုးရုပ်ကပြက်သွားတယ်ပေါ့နော်ဒါပေမဲ့ the highway ရှိတုန်းကလိုမျိုးပေါ့နော်အပြစ်မရှိလို့လည်းတိုင်ခံရတယ်ဆိုတော့ကျွန်တော်ခုနဒလူလူပြည့်တဲ့မိမဘွယ်ပြန်သွားမယ်ဆိုလို့ရှိရင်စူစူနာရဲ့အဖြစ်ကိုပဲကျွန်တော်ပြန်ကြည့်မယ်ဆိုလို့ရှိရင်ညာအဲ့ဒီရေကန်တဲ့ကိုကြည့်ရတူတိုင်းကစူစူနာလိုမျိုးပဲပုံပြက်ပန်ပြက်ရုပ်တွေဖြစ်သွားတော့ခံစားရတယ်ပေါ့နော်ဆိုတော့တကယ်အဖြစ်တန်ခံရတဲ့လူပဲမဟုတ်ဘဲနဲ့ဘေးပတ်ဝန်းကျင်ကလူတွေလည်းခံစားရတယ်ပေါ့နော်ဆိုတော့အရင်ကလိုပဲ လူတွေကဒါကိုမြင်တဲ့အခါ The Miracle ဆိုတာရဲ့ရလက်ကိုပေါ့နော်တိလာပြီးတော့ဟုတ်တယ်ဟိုအပြစ်ဒဏ်နဲ့ပေးတယ်ကောင်းကြီးလို့ရှိလားဆိုတော့လက်ရှိတယ်ဒါပေမဲ့တော်တော်များများ punishment နဲ့ပြစ်ဒဏ်ပေးခံရတယ်သို့တော့အရင်အတိုင်းပဲတကယ်ပါဝါရှိတယ်ဆိုတော့ကိုးွယ်လာတော့ The Miracle ဆိုတာတိုးပွားလာတယ် The Miracle ကလည်း ရင်တော့ the highways လောက်ခဲ့တာနဲ့ခက်ဆင်ဆင်ပေါ့နော်ဒီ numerical ရဲ့ကောင်းကြီး slash အပြစ်ဒဏ်ခံရတဲ့လူငယ်တယောက်ကိုရွေးတယ်ပေါ့နော်အဲ့လူငယ်တယောက်ကိုရှိတယ်ပေါ့နော်ရှိပြီးတော့အဲ့ဒီလူငယ်ကလည်းယုံကြည်မှုအရန်ပြင်းထန်တဲ့လူငယ်တယောက်ဖြစ်ပြီးတော့အဲ့လူငယ်သူ့ရဲ့ the witness လို့ခေါ်တာသူ့ရဲ့တသက်အပြင်းမှုထမ်းခိုင်းတယ်ပေါ့နော်အဲ့လူငယ်ကဗျာဒီ the miracle ကိုပြောမှဆိုရင်ကလေးရဖို့တောင်းဆိုခဲ့တဲ့လင်မယားကလေးရသွားတာကိုဟိုမြင်ခဲ့တဲ့လူတွေကတက်ရောက်ပဲပေါ့နော်သူမြင်ခဲ့တဲ့အချိန်မှာဟုတ်တယ်အဲ့ဒါကောင်းကြီးပေးတာဒါပေမဲ့ ဆိုဂျိုကလည်းပါလေဆိုသူက deform ဖြစ်သွားထိုင်းရမယ့်တာဝန်ကအမေရိကရဲ့ကောင်းကြီးပေးတဲ့ဟာတာအပြစ်ဒဏ်တိုင်း case တွေအကုန်လုံးကိုပေါ့နော်ဇလန်းလင်းကြီးရှုပ်ပြီးတော့သူက record မှတ်ပြီးတော့ဗျာပြည်သူလူထုကိုမျှဝေဖို့တာဝန်ပေးခဲ့ရတယ်အဲ့ဒီ the witness ကဒီတက်သိလို့တဲ့လူကလည်းပေါ့နော်သူတေဆုံးတဲ့အထိသူ့ရဲ့ model life span ကုန်နေတဲ့သူ့တာဝန်ကိုသိဆိုင်ရှိရှိထမ်းဆောင်ခဲ့တယ်ဗျာဒါပေမဲ့ဒီကနေ့တော့သူ့အသက်ကိုအမေရိကကတမင်ရုပ်ထုပုံစံအဖြစ်ဟိုမပုတ်မပြည့်စည်သွားအောင်ပေါ့နော်ပုံသွင်းလိုက်ပြီးတော့ တဘောတရားကတော့ဗာလဲဆိုတော့ဗောနော်8တယောက်ကိုပေးမသေးဘူးပေးမသေးဘဲနဲ့ဒီ The America ရဲ့ power ဒီ The Witness လိုမျိုးဒီခန္ဓာကိုယ်ကအပုတ်ပြီးတော့ယုံရင်းပြက်စီးသွားမှာမရှိဘဲနဲ့ Tower ဒီမြဲမယ်ဆိုတော့တင်ကြတာတစ်ခုအဖြစ်လုတ်ခဲ့တယ်ဗောနော်ဒီနေ့မှာတော့ Blasphemat 2ဖြစ်စင်နေအဓိကဖြစ်တဲ့နေရာကနေမှာ The Serial Blasphemat name ကနေပြီးတော့ ဝေးတဲ့တနေရာကနေပေါ့နော်ဒီ the miracle ရဲ့အဲ့ဒီ story တွေကိုကြားတဲ့အတွက်ကြောင့်မလို့ပေါ့နော်သူကယုံကြည်မှုတအားဆရာထက်တန်ပြီးတော့ပူပြင်းတဲ့တဲကန္နာခက်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 ဖြစ်လာခဲ့တဲ့ကလေးတစ်ယောက်ကရောက်လာတယ်သူက the city of the blessed name ကိုရောက်လာတော့ဗျာကလေးကတော့ဗျာဒီ the miracle ပေါ်ယုံကြည်သူတွေပြည့်ပြီးတော့သူတွေအားလုံးနေထိုင်တဲ့နေရာကပေါ့နော်ရဲ့ကောင်းမွန်စွာလုံးဝ utopia တစ်ခုလိုမျိုးဖြစ်မယ်လို့သူကမျှော်လင့်ခဲ့တယ်ဒါပေမဲ့ သူရှာတွေ့တဲ့ညိုကကြတော့လောကငတ်မို့နေတဲ့လောဦးကြီးကကိုယ့်ကောက်ညစ်ပတ်နေတဲ့လမ်းတွေမှာထာဝရလှဲ့လည်နေတဲ့ဝမ်းနဲ့ပူဆွေးမှုတွေအပြည့်နဲ့ပေါ့နော်ပြောမယ်ဆိုလို့ရှိရင်များ is hell on earth ပေါ့နော်ဟိုငရဲအလားအလာဖြစ်နေတယ်ပေါ့နော်အမှသူ့နှလုံးသားလောကကွဲအပ်သွားပြီးတော့သူ့ရဲ့ faith ကလည်းသူယုံကြည်မှုကလည်းဟိုပြင်းထန်တော့ပြတော်တော်ခံစားရပြီးတော့စိတ်ပြက်လက်ပြက်ဟိုကောင်းကင်ဘုံကြည်နေမိတယ်ပေါ့နော်တော့နေဝင်ချိန်အနည်းမှာတိမ်တစ်ခုကိုတွေ့လိုက်တယ်တိမ်တစ်ခုတွေ့လာကြီးမားတဲ့နှလုံးသားပုံစံ ဟိုလွတ်သူစိတ်ထဲမှာမြင်တော့ဗျာ။အော်အဲ့ဒီမိုးတိမ်ကဒီမြေရဲ့ဝမ်းနဲ့ပူဆွေးမှုတွေအားလုံးအတွက်တင်ငင်သားဖြစ်လာဖို့သူကဆူတောင်းခဲ့တယ်ပေါ့နော်။အနည်းဆုံးတော့ဟိုဝမ်းနဲ့ပူဆွေးမှုတွေဒုက္ခတွေခံနေရတဲ့လူတွေကအဲ့ဒါကိုမြင်လို့ရှိရင်အော်ငါလိုမျိုးငါတို့လိုမျိုးအတူတူမျှဝေခံစားရနေတဲ့လူတွေရှိတယ်။သူတို့တွေတယောက်တည်းမဟုတ်ဘူးဆိုတာသဘောပေါက်လာမယ်ဆိုပြီးတော့ကလေးဆံပေမဲ့တကယ်ရိုးရှင်းပြီးတော့ယုံကြည်မှုတွေပြည့်နှက်နေတဲ့ဆူတောင်းမှုတစ်ခုကိုလုပ်လိုက်တယ်ပေါ့နော်။ဆူတောင်းလိုက်အဲ့ဒီအချိန်မှာပဲနှလုံးခုန်တဲ့တစ်ခုကမျိုးတစ်ခုလုံးပဲ့တင်ထပ်နိုင်ခဲ့တယ်။ မိုးဒိန်တွေကကြီးမာတဖြည်းဖြည်းကြီးလာဆုလာပြီးတော့ခုံနေတဲ့အနီရောင်နှလုံးသားကြီးတစ်ခုပြည်ဆူစည်းသွားတယ်။အဲ့ဒီအနီရောင်နှလုံးသားကြီးတွင်မှာကြီးမာတဲ့အတခုကအိပ်ပျော်နေတယ်။လူတွေကအဲ့ဒါကိုဖျားသခင်ရဲ့ကလေး The Divine Child အဖြစ်အတိမတ်ပြုလာကြတယ်။တကယ်အပြစ်မဲ့ကလေးရဲ့ဆန္ဒကိုဟိုကြားသွားတဲ့အခါမှာနော် The Miracle ကအရင်ကမအောင်မြင်ခဲ့တဲ့အရာကိုဖြစ်လာစေဖို့စွမ်းအောင်ရရှိွားလို့ကျွန်တော်ပြောမှာပါ။ဘာလဲဆိုတော့ကဘာတော်ဖွားမှာမနော်ယုံကြည်မှုတစ်ခုတည်းအောက်မှာ belief တစ်ခုတည်းအောက်မှာစီးလုံးစင်မဲ့သူ့ရဲ့စွမ်းအားရဲ့ကိုစားပြု avatar တခုတမျိုးမျိုးတမျိုးပြောမှဆိုလို့ရှိရင်ညာ god like power သာရှိရဒါပေမဲ့ god လိုမျိုးဆိုတာမဟုတ်ဘူးဒါပေမဲ့ဒီကလေးသာမွေးဖွားလာပြီဆိုလို့ရှိရင်တကယ် god being တခုကနေပြီးတော့မွေးဖွားလာပြီးတော့သူဒီတကယ် god လိုမျိုး power ရှိမဲ့ပုံစံမျိုးပေါ့နော်ဒါပေမဲ့ america ကအဲ့ဒီ divine child အဲ့ဒီကလေးကမွေးဖွားဖို့အစဉ်သိမဖြစ်သေးတဲ့အတွက်ကြောင့်မလို့ကာကွယ်ဖို့လိုအပ်တယ်ဆိုပြီးတော့ arch confraternity of penitence ဆိုတဲ့အဖွဲ့ကိုစတင်ခဲ့တယ်ပြောမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီဆော့ရတဲ့ character လိုမျိုးအဲ့ဒီအဖွဲ့ကအကုန်လုံး the penitence ဆိုတဲ့ အဲအဲ့ဒါကိုကျွန်တော်ထွေလို့လို့မရှင်းပြဘူးနော်သူကနောင်တရသူများလို့အဓိပ္ပာယ်တော့ထွက်တယ်ပေါ့နော်ဒါပေမဲ့ The Penitent ဖြစ်တဲ့သူတွေကြီးပဲပေါ့နော်အဲ့ထဲမှာရှာကြီးတွေကိုပဲရွေးချယ်ပြီးတော့ထည့်ဖွဲ့ထားတဲ့အဖွဲ့ပေါ့ဗျာကျွန်တော်ဥပမာပေးရမယ်ဆိုလို့ရှိရင်ဒီ Palace of Embroideries မှာနေတဲ့ Arch Confraternity of Embroiderers ကနေပြီးတော့ Orosia ပါတယ်မော။သူကဒီရွှေစင်ကြဲချီမြင်နေတဲ့ပေါ့နော်။အဲ့ချီမြင်နေကိုမတ်တဲ့သူတွေကိုဆွဲဆောင်နေ။ဝင်ခိုးဖို့စူးစမ်းတာတော့ဝင်လူဖို့စူးစမ်းတော့ဆိုလို့ရှိရင်တော့သူတို့တွေကဟိုစားသုံးခံရတာဝါမြူခံရတာသုံးမျိုးကွက်မြက်ခံရတယ်ပေါ့နော်။ Benedict of the Endless Horizon ဆိုလို့ရှိရင် Cardinal တရားဝဲခန္ဓာကိုပို့ဆူတောင်းကုန်ပြုနေတဲ့ခိုက်ဘယ်တော့မှမဆုံးနိုင်တော့တဲ့ဆူတောင်းစာတွေမှာသူကပိတ်မိနေတယ်ပေါ့နော်။ Arch Confraternity of Salt က Odon ဆိုတာက The Miracle ကပင်လယ်ထဲမှာဟွက်ထားတဲ့ဖျားကြောင့်တစ်ခုကို စောင့်နေတဲ့ scale jam နဲ့စစ်တူကြီးတရားပေါ့နော်နောက်ဆုံးအနေနဲ့ပေါ့နော်ဒီ arch conference တွေတော့ corridor fresh ပါညာဆိုတာက last man ဆိုတာကကြတော့တေးပြီးသားသူရဲ့ကောင်တယောက်ပဲအဲတစ်ချိန်မှာတော့အေးတေးပြီးသားသူရဲ့ကောင်တယောက်ကိုမိန်းကလေးတယောက်ကခိုးပြီးတော့သူ့ကိုပြန်အသက်ရှင်မှု ritual လုပ်နေနေဖြစ်ပြီးတော့ပြန်အသက်ဝင်ခဲ့တာပေါ့နော်ဆိုတော့သူကတေးပြီးတော့ပြန်အသက်ဝင်ခဲ့တဲ့အခြေအနေမျိုးမှာတော်တော်လေးလေး powerful ဖြစ်တယ်ပေါ့နော်အဲ့တော့ anyway အဲ့ဒီဒီ guardian တွေကိုဒီ ဆောင်ရှောက်ပေးမဲ့လူတွေကိုအမေရိကန်နဲ့ခေါ်တယ်ပေါ့နော်ဆိုတော့အဲ့ဒီခေါ်ရတဲ့အဖွဲ့ကိုဦးဆောင်မှုအမေရိကန်က Evitano the father of all penitents ကိုရွေးချယ်ခဲ့တယ်သူကတော့အမေရိကန်က Holy and Blessedness One Day ကပေါ့နော်ကျွန်တော်တို့ character လိုမျိုး penitent ဖြစ်တယ်ဆိုတော့သူကပရာဦးဆုံးလူလို့ပြောတယ်ပေါ့နော်အိုသူရဲ့အပြစ်ဒဏ်ကကြတော့ဗာလဲဆိုတော့ဗျာအမေရိကကကောင်းကြီးပေးတယ်လို့ကြိမ်းစားပေးတယ်ဗာကြိမ်းစားပေးလိုက်လဲဆိုတော့အေဗီဒါနိုကအချိန်တစ်ခုခု ဒီတပ်ဗမရကပြောတဲ့အချိန်တခုမရောက်လာတဲ့အချိန်အထိပေါ့နော်တိတ်လဲမတိတ်သွားဘူးသူကဒီတိုင်းမှစောက်ရမယ်ဘာမှလုပ်လို့မရဘူးမင်းစောက်မယ်စောက်နေဆိုတော့တဘောတရားမျိုးပေါ့နော်ဆိုတော့အဲ့လိုမျိုးစောက်ရတဲ့ချိန်လာသူကမီးတယ်ပေါ့နော်ကဲ anyway သူကအချိန်ရောက်လာပြီအချိန်ရောက်လာတဲ့အတွက်ကြောင့်မလို့ပေါ့နော် miracle ကလှမ်းခေါ်တော့လှမ်းခေါ်တော့ evitalon နဲ့အခြားဒီကျွန်တော်ပြောခဲ့တဲ့ဒီပြောမယ်ဆိုရင် gain နဲ့ boss တွေပေါ့ဗျာအဲ့ boss တွေကဒီ miracle ရဲ့ကလေးကိုကာကွယ်ဖို့ guardian နေဖြစ်လာကြတယ်ပေါ့နော်ကလေးကိုနောက်ထပ်တစ်ဆင့်ကာကွယ်ဖို့ the miracle က city of the blessed name ကြီးမားတဲ့အစိပ်ပိုင်းတစ်ခုကို ဒီအေယမလူတူကြီး၃ခုရဲ့ပခုံးလေးပေါ့မြင့်တင်လိုက်ပြီးတော့အဲ့ဒီတက်သွားတဲ့ယုတ်တူကြီးတွေကလေထဲမှာဝဲနေအလားတူပဲအမြင်ဉာဏ်မှာရောက်သွားတယ်ပေါ့နော်ဆိုတော့အဲ့ဒီယုတ်တူတွေကိုကြံစင်းလာနိုင်အောင်လုပ်ဖို့ဆိုလို့ရှိရင်နောင်တရမှု၃ခုလို့ခေါ်တယ်မှာ3 regrets ပေါ့နော်ကျွန်တော်တို့ plasma 1မှာဆိုလို့ရှိရင် hollywood လို့နဲ့ခက်စစ်စစ်ပေါ့နော်သူက၃ခုရှာခိုင်းတယ်မှာဆိုတော့ဒီမှာတော့3 regret ကိုဟိုရှာခိုင်းရမယ်ဟာပေါ့နော်ဆိုတော့အဲ့ဒီ3 regret ကိုဆောင်ရှောက်သူ၃ယောက်ကိုပေးခဲ့တယ်ဆိုတော့အဲ့ဒီ boss ၃ယောက်ကအဲ့ဒီ3 regrets ကိုကင်နာမြန်ကာလာပလုံအဲ့ယုတ်တူတွေကဒီ ကဘာမြေပေါ်ပြန်မစင်းလာတော့ဘူးပေါ့နော်ဒါပြင်အစောပိုင်းတုန်းကကျွန်တော်ပြောခဲ့တဲ့ the witness ရဲ့ခန္ဓာကိုကိုထားရတဲ့ပေါ့နော် the chapel of the five doors မှာ door of the mother ဆိုတဲ့တကားပေါက်အကြီးကိုသူကပိတ်လိုက်တယ်ပေါ့နော်ဘာလို့လဲဆိုတော့ the miracle လေထဲမြင့်တင်လာတဲ့နေရာကိုစသွားတဲ့လမ်းကအဲ့ကနေစတာပေါ့နော်ဆိုတော့အဲ့ဒါကိုဖွင့်မို့ဆိုလို့ရှိရင်လည်းအဲ့လိုအပ်တာတော့၅ချောင်းလိုတယ်ပေါ့နော်အဲ့တော့၅ချောင်းကို Guardian 9ရဲ့ Boss 9ချောင်းလည်းပေးခဲ့တယ်။ Okay အဲ့လိုအစင်းစင်းဖြတ်ကျော်မှတွားလို့ရတယ်ဆိုတော့မလွယ်ဘူးပေါ့နော်။ဒါပေမဲ့ ကျွန်တော် Blasphemous 2ကိုမရောက်ခင်မှာပေါ့နော်ဒီလိုဖြစ်စင်နေကိုမြင်ပြီးတော့ America ပြန်ရောက်လာပြီဆိုပြီးတော့သူကတိပြီးတော့ဆန့်ကျင်မှုစ조사ခဲ့တဲ့လူအားကြတော့သူမဝမ်းမှာကူညီခဲ့တဲ့မဟာမင်းဖြစ်တဲ့ Crescenter of the Rap Academy ပဲပေါ့နော် The America ရဲ့တက်ဆမှုခက်ဒီ Age of the Silence America ပေါ့နော်ဒီဘယ်လိုပြောမလဲနိုင်ငံနဲ့ခက်ပေါ့နော်အဲ့ဒီတင်ပြောမှဆိုလို့ချင်း Blasphemous 1ပြီးအချိန်ကာလတောက်လျှောက်မှာသူက Blasphemous 2မရောက်ခင်တည်းသူကအမြဲတမ်းစောင့်ကြည့်နေခဲ့တယ်ပေါ့နော် The America ပြန်ရောက်လာပြီးတော့နှလုံးသားပါညာပေါ်လာတဲ့အခါမှာသူက ဒီစပြီးတော့စန့်ကျင်တဲ့တပ်ပွဲတော့သူကစပြီးလှုပ်ရှားခဲ့စတင်ခဲ့တယ်ပေါ့နော်ခရစ်စတန်ကစကေးကျန်တယ်ဆိုတော့ဗျာသူကဟိုတော်တော်ကြီးရောက်ခဲ့တယ်ပေါ့နော်ဒါပေမဲ့ခရစ်စတန်ကနောက်ဆုံးမှာအေဗီတာနိုနဲ့တွေ့ဆုံပြီးတိုက်ခိုက်ခဲ့တယ်ပေမဲ့အေဗီတာနိုကဟိုးရှေးပဝင်နေကြတဲ့ရရှိရတဲ့ဒီ divine power ကိုပေါ့နော်အသုံးပြုပြီးတော့ခရစ်စတန်ကိုအနိုင်ယူခဲ့တယ်ပေါ့နော်ခရစ်စတန်ကတော့သူတည်တော့မယ်ဆိုတာသိလို့ဖျားချောင်းအကြမ်းပြပုံမှာပဲသူ့ရဲ့ဓာတ်ကိုသူ့ရဲ့ရင်မတ်ထဲကိုထိုးသွင်းခြင်းဖြစ်သူ့ကို stay ခဲ့တယ်ပေါ့နော်။ဘိုင်းကြလို့ရှိရင်ကျွန်တော်ဆော့ရင်လည်းသိရမှာပါလေဆိုသူ့ရုပ်လောက်ရက်ကဗျာ။အဲ့ဒီ ဟိုဓာတ်ရဲ့ပတ်ထားတဲ့ rap လုပ်ထားတဲ့ဘယ်လိုမှအဝိတ်တွေလို့ခေါ်မလားဗောနော်ပတ်ထားတဲ့ဟာကိုနော်အဲ့ဒီဟာနေကိုတွေကိုသူ့ရဲ့သွေးနဲ့ထိွားပြီးပါဗျာအဲတန့်ရှင်းသွားအောင်လုပ်ရလို့ပြောလို့ရတယ်ဗောနော်ဆိုတော့နောက်ဘာကြောင့်လဲအဲ့ဒါအေဗီတာနိုကိုအနိုင်ယူဖို့လိုအပ်တဲ့စွမ်းအားကိုပေးလိုက်တယ်ဗောနော်အဲဒါကတော့ကျွန်တော်နောက်ပစမတူဆော့ရင်လည်းကျွန်တော်တွေ့ရမှာဗောနော်โอเคဆက်ပြောမယ်ဆိုလို့ရှိရင်ဗောနော်ဒီပြဿနာတွေကိုဒီလိုမျိုးဒမီရိုကလုံနေတဲ့ divine child ကမွေးလာတော့မယ့်ဘာညာတွေကိုကျွန်တော်တို့ရှင်းရမှာပဲဗောနော်ဆိုတော့ ချိန်ရမယ်ဆိုတော့ကျွန်တော်တို့သေတဲ့နေရာနေပြီးပြန် note ထားလာတယ်။သူတို့ရဲ့အနားယူနေတာပေါ့နော်။အဲ့ဒီလှိုင်ကူထဲမှာကြာရွှေဆိုအိပ်ပျော်နေရလဲ note ထားလာပြီးတော့ကဘာမြေပေါ်ပြန်ပြီးလမ်းလျှောက်တယ်။လှိုင်ကူကနေထွက်လာတဲ့အခါမှာမြင့်မြတ်တဲ့တောင်တွေမှာနေထိုင်သူတွေကဆေးလွတ်လိုက်တယ်ဆိုတော့ကောင်းကင်တန်တမန်ပေါ့နော်။ပြောမယ်ဆိုလို့ရှင် Heaven ရဲ့ Messenger ဖြစ်တယ်ပေါ့နော်။ Annunciator ဆိုတဲ့ main မှတယောက်ကနေပြီးတော့ကျွန်တော်တို့အသက်ပြန်ရှင်လာတာက ဘာကြောင့်လဲဆိုတော့ရှင်းပြရတယ်ပေါ့နော် The Miracle က Divine Child ကလေးတယောက်မွေးဖွားခြင်းကနေတားဆီးဖို့ကျွန်တော်တို့ကိုနှိုးထားလိုက်တယ်လို့ရှင်းပြရတယ်။ Nancy Eder က Secret of the Blessed Name မြင့်တင်တာဖျားကြောင်းတွေကိုရောက်အောင်လုပ်ချင်တယ်ဆိုလို့ရှိရင် The Miracle ရဲ့နောက်နာရမှု3ကို3 Regress ကိုရှာဖို့ညွှန်ကြားခဲ့တယ်။ဆိုတော့ game ကိုကျွန်တော်တို့အမှကျွန်တော်ခီးသွားတယ်ပေါ့နော်။ဆော်ရင်နဲ့ The Penitent 1ကနေ3 Regress တွေရှိတဲ့ Boss တွေကိုအနိုင်ယူခဲ့ပြီးတော့အဲ့တစ်ခုစီရှာထွက်ပြီးတဲ့ကျွန်တော်တို့ကဒီအပြစ်မဲ့ခြင်းအိမ်မက်တွေလိုပါတာပြန်ပေါ့နော် Dreams of Innocence တွေကိုရောက်သွားတယ်ပေါ့နော်။ဒါတော့ Vision ဘယ်လိုလဲအကြမ်းမြင် vision နဲ့မြင်ရတာပေါ့နော်။ဘာလို့ပြလဲဆိုတော့ဗျာ America ကပြန်လာတာဘာလို့လဲပါကြဆိုတဲ့ဟာလေကျွန်တော်တောက်လျှောက်ပြောခဲ့တဲ့ story ကိုပဲပြတာပေါ့နော်။နောက်ဆုံး three regret နဲ့နောက်ဆုံး regret တစ်ခုကိုရရှိပြီးတဲ့အခါမှာတော့အဲအီယမယုတ်တူကြီးကဆင်းလာပြီးတော့ကောင်းကင်ဘော်မြစ်တင်တဲ့ဖျားကြောင်းတွေကဟိုလက်လန်းမိတဲ့နေရာအထိမြင်းမြင်းမေးပြီးမှပြန်ရောက်လာတယ်ပေါ့။ဒါပေမဲ့ဟိုကျွန်တော်တို့သွားလို့မရသေးဘူးပေါ့နော်။ အဲ့ဒါနဲ့ပဲကျွန်တော်တို့လမ်းပြပေးတဲ့တန်တမန်အနေပြီးတော့အမင်းကမင်းရဲ့အနားရှိုင်းဆုံးအပိုင်းမှာရှိတဲ့ဆွမ်းအားတစ်ခုကိုရဖို့လိုအပ်တယ်ပြောတော့ဗျာကျွန်တော်တို့လည်းတစ်ချိန်ကတစ်ခါနာဟိုထဲဝါပေးမယ်ပေါ့နော်အခုတော့အရင်ပြက်စီနေတယ် Mother Mother's Church ရဲ့ခမားတွေကိုဖျက်ဖျက်ပြီးခီးနေငယ်နေပေါ့နော်ဆိုတော့ Sending of the Amory ဆိုတဲ့ Boss ကိုကျွန်တော်တို့အနိုင်ယူခဲ့ပြီးချိန်မှာတော့နောက်ထပ်အိမ်မက်တစ်ခုတွေကိုရောက်သွားပါပေါ့နော်ဒါပေမဲ့အရင်တော့ The Miracle ရဲ့ဟိုဘယ်လိုမလဲလုတ်ခဲ့တဲ့ဖြစ်စဉ်ဘယ်လိုဖြစ်လာတဲ့ဘာညာတွေကိုကျွန်တော်တို့အာတည်ရဖို့မဟုတ်ပဲပဲနော်ဒီ Chapel 5 Dot ဆိုတဲ့လက်ရှိ ရှိနေတဲ့နေရာကိုကျွန်တော်တို့အဲရောက်သွားလို့ပြောလို့ရပါဘောနော်အမှန်ဘုသူရှိလဲဆိုတော့ the witness ဆိုတဲ့ကောင်ရှိတယ်ဘောနော် the witness ကကျွန်တော်တို့ပြောတယ် main လုပ်နေတဲ့အရာဘောနော် divine child ကမွေးဖွားခြင်းကိုတားဆီးဖို့လုပ်မယ်ဆိုလို့ရှိရင် main journey ကိုဆက်ပြီးတော့သွားကျင်တယ်ဆိုလို့ရှိရင် the witness ကသူ့ရဲ့မပြတ်စည်းနေတဲ့ရှာကိုလိုအပ်မလို့ရှင်းပြခဲ့ပြီးတော့အဲ့ဒီ ဖြစ်ကြတော့ဗျာအဲ့ဒီတုခနာကိုလည်းတူတူတော့ခတ်ပိတ်ပြီးတော့ပျက်စီးမယိုရင်းအောင်အမေရိကန်ကနေပြီးပါဝါတုံးပြီးတော့ပိတ်ထားတဲ့ display case ထဲမှာပေါ့အဲ့ထဲမှာပဲပေါ့နော်ဆိုတော့အဲ့ဒါကိုဖွင့်ဖို့တော့မှဒီဖျားเจ้าရဲ့ဒီ Guardian ငါးကောင်5 depths ကိုလှုပ်ရမှာပေါ့ဗျာ5 depths လှုပ်မယ်ဆိုလို့ချင်းအဲ့ဒီငါးကောင်လှုပ်ချင်တယ်ဆိုလို့ချင်းကျွန်တော်ခုနပြောခဲ့တဲ့အတိုင်းအမေရိကန်ရဲ့ကားရင်းနေစီမှာရှိတဲ့တော့ငါးချောင်းကိုကျွန်တော်တို့တွားပြီးရှာရမှာပေါ့နော်ဟိုကျွန်တော်တို့ဆက်သွားရင်းနေပေါ့နော် Chevrolet Doors မှာရှိတဲ့ လူတယောက်စီရနေမြော် key of the background ရတယ် benedict of the endless horizon ကနေပြီးတော့ကျွန်တော် key of the endless horizon ရတယ် odon စီကနေပြီးတော့ key of salt အာ server tower မှာဆိုလို့ရှင် code ရဲ့ဒီပူလောင်တဲ့မီးတွေကိုခံပြီးရပဲ key of the council ရဲ့နောက်ဆုံးတော့ကျွန်တော်ပြောခုနပြောခဲ့တဲ့ဒလူလူမရဲ့နေရာမှာပေါ့နော်ဒီ two moons ရဲ့ရောင်ပြန်ခဲ့တဲ့ dimension တွေပညာပညာပညာတွေကျွန်တော်တို့ဖြတ်ပြီးတော့အဲချိန်လာတင့်တဲ့ရွာကိုလုတ်ခဲ့ပြီးတော့စူစူနာနေပြီးတော့ mirror key ကိုကျွန်တော်ရရှိခဲ့တယ်အတော့ငားချောင်းလို့ရပြီးနောက် chapel 5 dots မှာရှိတဲ့ door of the mother ကိုတော့ဖွင့်လိုက်ပြီးနောက် nanseda ပေါ်လာပြီးတော့အာနှလုံးခုန်တော့ငါမြန်လာနေပြီ ကလေးရဲ့မွေးဖွားခြင်းကနီးကပ်နေပြီလို့ပြောတယ်ဗျာကျွန်တော်လည်းကမြန်မြန်သွားရင်းနေဗျာကြံရှိနေမကောင်းဆိုးရတဲ့ဂါရီယန်ကိုတိုက်ခိုက်ခဲ့ပြီးတော့ထိတ်ဆုံးအောင်ဖျားချောင်းကိုရောက်တော့ဗျာကျွန်တော်မြင်တာတော့ဒီ final boss room မှာ crescent die ခန္ဓာကိုယ်ကသူ့ရှိမှာ ဟိုဒီ boss ရဲ့ရှင်မှာမတူထောင်နေစေဖြစ်ပြီးတော့ဗောနော် Everton တော့ထိုင်နေ Everton ကတော့ America ဆီကနေကျွန်တော်တို့ဟိုအောင်နိုင်ဖို့ဆွမ်းအားဘာညာဆူတောင်းပြီးတော့တပ်ပွဲစတယ်ဗျာကျွန်တော်တို့ကယာယီဆိုတော့ဗျာဟိုကျွန်တော်တို့ boss ကိုချနိုင်ခဲ့တယ်ဗောနော်အဲ့ဒါနဲ့ Everton က Crystal Palace ရဲ့ဓာတ်ကိုဆွဲထုတ်ပြီးတော့ရှိရှိသမျှအကုန်ထုတ်ပြီးတော့ထပ်ပြီးတိုက်တခတ်တယ်ဗောနော်ဆိုတော့ now face ကိုဗောနော်ဒါပေမဲ့ America ရဲ့ကောင်းကြီးနဲ့တောင်းမှတော့ကျွန်တော်တို့ကိုမနိုင်နိုင်ဘူးဗောနော်ဆိုတော့ Crystal Palace အနေအောင်ဓာတ်သွားကိုပဲကျွန်တော်တို့အသုံးချပြီးတော့ Everton ရဲ့ရင်ပတ်တဲ့ထိုးသွင်းလိုက်ပြီးတော့ကျွန်တော်တို့အနိုင်ယူနိုင်ခဲ့တယ်ဗောနော်ဒါပေမဲ့ ကျွန်တော်တို့နောက်ကျသွားပြီလေထဲမှာနေနေတဲ့နှလုံးသားကြီးကပေါ့နော်ပေါက်ထွက်သွားပြီးတော့အထက်ကကောင်းကြီးကလည်းမျိုးလုံးနဲ့ပွင့်သွားပြီးတော့ကောင်းကင်ဘက်ကိုကြည့်လိုက်ပြီးတော့ဒါရွှေနဲ့လှုပ်ထားတဲ့တရပူကသူ့ကောင်းမပေါ်လာတယ်ပေါ့နော်သူကဆောင်းလိုက်တယ်ဟိုဟိုမဟုတ်ဟိုပေါ့နော်တမေရီကရဲ့အကြံကအောင်မြင်ခဲ့တယ်လို့ပြောပါမနော်အဗီတာတို့နဲ့ချာဘော့စ်တွေပါညာတွေကကျွန်တော်တို့ကိုလုံလောက်စွာအချိန်ဆွဲနိုင်ခဲ့ပြီးတော့တမေရီကရဲ့ကလေးဖြစ်တဲ့ Incarnate Devotion ရဲ့မိဘွားချင်းကိုအဲ မတားဆီးနိုင်အောင်လုပ်နိုင်ခဲ့တယ်ပေါ့နော်ဒါပေမဲ့ Blasphemous 101ကလိုပဲ God အတူပဲဖြစ်ဖြစ် God အစ်စ်ပဲဖြစ်ဖြစ်ဗျာဖြုတ်မှာပဲဟုတ်တယ်မလားကျွန်တော်တို့က Christian ရဲ့ဓာတ်ကိုဆက်သားလိုက်တယ်ပေါ့နော်ကောင်းကင်ပေါ်ဆက်သားလိုက်တော့ဟိုဓာတ်မှာပတ်ထားတဲ့ rapping ဆီကပြုတ်ကျသွားပြီးတော့အထဲမှာကဘာမှမရှိဘူးအဲ့မဲ့အဲ့ဒီအဲ့ဒီဟာနေပြီးတော့ပေါ့နော်ကျွန်တော်တို့ final boss ကြီးခေါ်ဆောင်သွားဖို့အလင်းနန်းတစ်ခုပေါ်လာတယ်ဗျာအဲ့ဒီလင်းနန်းလေးကျွန်တော်တို့ဝင်သွားပြီဆိုလို့ရှိရင်မျိုးထက်ကမိုးတိမ်နေတဲ့မှာကျွန်တော်တို့က the incarnate devotion နဲ့ထားပြီးတွေ့တော့ဆက်ပြီးတွေ့တဲ့အချိန်မှာအိတ်ကောင်ကြီးက "तू က ဟိုဖြစ်တည်မှုဆိုင်ရာအကျအတဲလို့ခေါ်မလား existential crisis ဖြစ်နေတာပေါ့နော်တော့ဘာလဲဆိုတော့ဟာ तू က the miracle ရဲ့နောက်ဆုံး form အဖြစ်ပေါ့နော်ယုံကြည်သူအားလုံးကိုလည်းကယ်တင်နိုင်ပြီးတော့ဟိုမှားတာတွေအားလုံးကိုပြန်ကောင်းအောင်ဖို့လုပ်မယ်ဆိုလို့ရှင်ဘာလို့ the miracle ကသူ့အဖေလို့ပြောမှာပေါ့နော်အဲ့ဒီသူ့မွေးဖွားစေတဲ့ power ကသူ့ခန္ဓာကိုယ်ရဲ့တရားတည်းမနေတာလဲဘာလို့ तू ကတတ်တတ်ကြီးဖြစ်နေရလဲဆိုပြီးတော့ပေါ့နော် နောက်ပြီးတော့အဲ့လိုမျိုးဆိုလို့ရှိရင်သူကဘာလို့သူကအသက်ဝင်လာရလဲဆိုပြီးတော့ confuse ဖြစ်နေတယ်။နောက်ကလေးသဘောမျိုးအခုမှမွေးဖွားလာဆိုတော့အကုန်လည်းမသိသေးဘူးပေါ့နော်။သူကနည်းနည်းတောင်းတောင်းဖြစ်နေပေါ့နော်။ဒါမဲ့ကျွန်တော်တို့ကိုမြင်တဲ့အခါသူကအော်မင်းနဲ့ချာမှာကဒီ The Miracle ဆန္ဒဖြစ်ရမယ်ပေါ့နော်။ငါအဖေလိုလိုလားလားဆိုပြီးတော့တိုက်ပွဲကိုစားကျွန်တော်နဲ့ချတယ်ပေါ့နော်။ဒါပဲမဲ့ဗျာ။သူ့ရဲ့ power ဘယ်လောက်ပဲဆန်းဆန်းပေါ့နော်။အဲ့ဒီ incarnate devotion ကကျွန်တော်နဲ့မရှင်နိုင်ခဲ့ဘူး။ ျွန်တော်တို့ကနှလုံးသားကိုတီးတန့်ရိုက်တာပေါ့နော်တီးတန့်ရိုက်တော့ဟိုနာချင်းဒါတော်တော်များတော့ဗျာဒီ better ပြီးွားတယ်ပေါ့နော် better ပြီးွားတော့ boss ကတော့တေွားဆိုတော့မဟုတ်ဘူးပဲဗျာသူကြီးတွေအိုင်နဲ့ကြားထဲမှာဖိုင်မြတ်သူစဉ်းစားနေတယ်ပေါ့နော်စဉ်းစားပြီးတော့ America လိုလားတာကဒီတိုက်ပွဲကငါ့ရဲ့နှစ်ချင်းတစ်ခုဖြစ်မယ်ငါ့ရဲ့ baptism တစ်ခုဖြစ်မယ်ဆိုပြီးတော့ America တကယ်ရွယ်ရွယ်ချက်ကကြတော့ကျွန်တော်တို့ကိုတိုက်ရိုက်ခိုက်မှာမနိုင်ဘူးဆိုတာသိလို့ကျွန်တော်တို့ကိုအတုံးချကျင်တာ dependent တန်ကိုအတုံးချကျင်တာအင်ခါနဲ့ devotion ကသူ့ရဲ့စွာအား ဒီအကုန်လုံးကိုထုတ်လိုက်ပြီးတော့အဲ့မှာရောင်းနေတဲ့သွေးရေပေါ့နော်ရောင်းနှောနဲ့သွေးရဆိုတော့ကျွန်တော်ချရင်လည်းကျွန်တော်တို့သွေးလည်းထွက်တယ်သူ့ရဲ့သွေးလည်းထွက်တယ်ပေါ့နော်ဆိုတော့အဲ့သွေးတွေအများစုကရောင်းရောင်းနှောသွားပြီးတော့ the penitent one နဲ့ the incarnate devotion အတင်းပူပေါင်းလိုက်တော့ the miracle ရဲ့အစစ်မှန်ဆုံးသားတော်တယောက်ဖြစ်လာတယ်ပေါ့နော် the miracle ရဲ့အစစ်မှန်ဆုံး true avatar တစ်ကောင်ဖြစ်သွားတယ်ကျွန်တော်တို့ရဲ့ပုံရိပ်အစ်တအောက်မှာပေါ့နော် the miracle ရဲ့တက်ရောက်မှုကသာဝရကြာရှင်မဲ့ခေတ်တစ်ခုလိုမျိုးဖြစ်သွားတယ်လို့ပြောရမှာပေါ့နော်ဒါပေမဲ့ထုံးတဲ့အတိုင်းပဲ အဲ့ဒီဇက်သိန်းကစမှန်မှန်စမှန်တဲ့နေလမ်းမဟုတ်ဘူးတကယ် true end နေမဟုတ်ဘူးပေါ့နော်ဆိုတော့ကျွန်တော်တို့ကဟို numerical ကကျွန်တော်တို့အဲ့လိုမျိုးတုံးချမဲ့အကွက်ကိုရှောင်ပြီးတော့ပို့ပြီးကောင်းတဲ့ ending ရကျင်တယ်ဆိုလို့ရှိရင်တော့ chapel le fighters ရဲ့ဒီကျွန်တော်သွားမဲ့လမ်းမဟုတ်ဘဲနဲ့စန့်ကျင်ဘက်ကြောင်းမြန်အစုံမှာပေါ့နော်ရှိတဲ့ draw the father ဆိုတာရှိတယ်အစ်တကားကိုကျွန်တော်တို့သွားနှိပ်လိုက်ဖြည်းဖြည်းကြည့်တဲ့အခါဆိုရင် message ကိုတွေ့ရတယ်။ဘာလဲဆိုတော့ဟိုကိုယ်စလဲ၄ယောက်ကငါ့ခန္ဓာကိုပျော်ပြောင်းတဲ့ပိတ်ချောအထယ် တွေနဲ့ထုတ်ပိုးခဲ့တယ်ဆိုတော့အတိတ်ဘက်ဘဝမှာပေါ့နော်ဆိုတော့အဲ့လိုရေးထားတယ် The Penitent One ကဒီ Holy Effigies ပုံတူရုပ်တုတွေကိုရှာဖွေနိုင်ပြီးတော့ဒီ altar တစ်ခုမှာပေါ့နော်ကျွန်တော်တက်ပြီးတော့ဆူတောင်းလိုက်တယ်ဆိုလို့ရှိရင်ပေါ့နော်ကျွန်တော်တို့ကောင်းကြီးတွေပေးခံရတယ်။အဲ့ပြီးတော့ဒီကျွန်တော်ကပြောခဲ့တဲ့ကိုယ်စားလှယ်လေးရအောင်နော် For Envoy ဆိုတာကလည်းဟို game ကိုတေချာ short တေချာရှာ NPC တွေအကုန်လုံးကိုစကားပြော side quest တွေအကုန်လုံးလောက်တာဘာညာဘာညာလုပ်မယ်ဆိုလို့ရှိရင်တွေ့ရတဲ့သူတွေပဲပေါ့ဗျာ။ဆိုတော့အဲ့လိုလုပ်ခဲ့တယ်ဆိုလို့ရှိရင်ပေါ့နော် ဟို request ကိုအောင်မြင်ခဲ့တဲ့ဆိုလို့ချင်း Dove the Father ကပွင့်သွားပြီးတော့အထဲမှာကမီးစတွေလောင်နေတဲ့ဒီ stone basin အဲ့ဒီခွက်တစ်ခုကိုကျွန်တော်တို့တွေ့ရတွေ့လိမ့်မှာပေါ့နော်အဲ့ဒီတဲမှာဆွမ်းနကပုံရုပ်တုတွေပေါ့နော်ဒီမီးလောင်ကျွမ်းအောင်မီးတွေကိုကျွေးလိုက်တယ်ဆိုလို့ရှင်ပေါ့နော် instance of the envoy ဆိုတဲ့ item ကိုရတယ်ပေါ့နော်ဆိုတော့ envoy အာ instance ဆိုတာကလည်းဒီ suit down ခြင်းအချိန်ရောက် suit down မယ်ဆိုလို့ချင်းတုံးတဲ့ဒီအမွေးနှံ့တာပေါ့နော်ဖြောင်းနိုင်တဲ့ပုံမျိုးပဲပေါ့နော်အဲ့ဒီအမွေးနှံ့တာပါကြပါကြပေါ့နော်အဲ့ဒီအမွေးတန်နာရဲ့အဓိကရည်ရွယ်ချက်ကတော့တကယ်ကိုကြီးမားတဲ့ sacrifice ကိုပြုလုပ်ခဲ့တဲ့သူဆိုလို့ရှိရင် instance of the envoy ကိုတုံးထားတယ်ဆိုလို့ရှိရင်တကယ်တန်ဖိုးရှိတဲ့နောက်ဆုံးခွင့်လို့ခြင်းလို့ပြောမှာ ultimate forgiveness ကိုရရှိပြီးတော့ကောင်းကင်ကိုရောက်မယ်ပေါ့ဗျာ။ဒါပြောမယ်ဆိုလို့ရှိရင်ဒီလိုလုပ်မယ်ဆိုလို့ရှိရင် ဒီကောင်သုံးနာမယ်ဆိုလို့ချင်းကောင်းကင်ဘုံရောက်မယ်အဲ့ဒါနဲ့ပဲကျွန်တော်တို့ဒီ incarnate devotion နဲ့မတိုက်ခိုက်ဒီခင်မှာဗောနောကျွန်တော်တို့ကခုနကပြောခဲ့တဲ့ဒီမွေးသန်းနေရပြားတွေကိုကျွန်တော်တို့ကကျွန်တော်တို့တုတ်ပြီးအမှန်တမ်းပြုတ်ပြီးတော့အဲ့တော့ကျွန်တော်ဘော့ဆလင်းချတယ်မော့ဆက်ချပြီးအနိုင်ယူသွားဆိုလို့ချင်းဒီတစ်ခါတော့ဘလို့ဖြစ်လဲဆိုတော့ကျွန်တော်ကပို့ပြီးစွန့်နေအတွက်ကြောင့်မို့ပေါ့နော်ကလေးကအဲ့ဒီနာကျင်မှုကအရန်ပြင်းထန်တဲ့အတွက်ကြောင့်မို့လို့ပေါ့နော်ဟိုတမေရိကန်ဆန္ဒကိုနားမလည်နိုင်မဲနဲ့ငါလည်းဘယ်တော့မှနားမလည်ပါဘူးလေဆိုပြီးတော့အဲ့ဒီ incarnate devotion အဲ့ဒီ divine child ကလက်တင်ခံလိုက်ပြီးတော့ ကျွန်တော်တို့လက်နေပဲတိတ်ဆုံးသွားတယ်ပေါ့နော်။ America တိတ်သွားမှာမဟုတ်ဘူးဒါပေမဲ့ America ကနေပဲတကယ် true ascension ဖြစ်ဖို့ပေါ့နော်။တကယ် God အနေနဲ့ ascension ဖြစ်ဖို့အရာတစ်ခုကအခွင့်အရေးပျောက်ဆုံးသွားတယ်ပေါ့နော်။ဆိုတော့ကျွန်တော်တို့ဟိုတာဝန်ထမ်းဆောင်မှုအတွက်ပေါ့နော်။ကျွန်တော်ခုနပြောခဲ့တဲ့အတိုင်းဒီဒီ incense ပေါ့နော်။ကျွန်တော်တို့အမွေနန္တာပါညာတွေကျွန်တော်သုံးနာရတဲ့ကြောင့်မလို့ကျွန်တော်တို့ကိုကောင်းကင်ဘဝနေပဲတသမန်၄ရောက်ကလာပြီးတော့ကျွန်တော်ကျွန်တော်တို့ကိုတန်ရှင်းတဲ့အထယ်ထုတ်တွေနဲ့ဟိုခြီးပြီးတော့ဗျာအမြင့်မြတ်ဆုံးနေရာကိုကျွန်တော်ခေါ်ဆောင်သွားတယ်ပေါ့နော်။ ဲ့ဒီမှာကျတော့ဒီ God အပေါ်ယုံကြည်မှုတွေရှိခဲ့တဲ့ပန်နင်တက်များစွာနဲ့အတူဘာသာပြန်မယ်ဆိုလို့ချင်းအလေးနဲ့အချိန်ရဲ့ရှေးဟောင်းပထုပ်စာ Ancient Canvas of Light and Time ပေါ့နော်အဲ့လိုခေါ်တယ်ဆိုတော့အဲ့ဒီတဲမှာပဲဟိုကျွန်တော်တို့ဇက်ကောင်ဟာ dependent one အဲ့မှာဆက်ပြီးနေထိုင်သွားတယ်လို့ပြောမှာပေါ့ဗျာပြောမှာဆိုလို့ချင်းပဲကောင်းကင်ဘုံရောက်တယ် heaven ကိုရောက်သွားတယ်ပေါ့ဗျာဟုတ်တယ်မလားဆိုတော့အဲ့ ending ကကြတော့ဗျာကျွန်တော်တို့ရဲ့ဇက်ကောင် dependent one နဲ့ပေါ့နော်နောက်ပြီးတော့ blasphemous ရဲ့ story တစ်ခုလုံး ရဲ့ဇလန်းကိုဘုံတိတ်ကရှိရှိအဆုံးသက်စေတယ်ဆိုကျွန်တော်ကတော့မြင်တယ်။ဒါပေမဲ့တခုကျွန်တော်မကြိုက်တာလေးတခုရှိတယ်ပေါ့နော်။ဘာလဲဆိုတော့အဲ့ဒီကျွန်တော်တို့ဒီကောင်းကင်ဘုံရောက်တာခဆင်မြန်ခြားလူတွေမြန်အဲ့ဒီတွေမှာခရစ်စတာမပါဘူး။ဘာလို့လဲဆိုတော့ DLC ထွက်လာဖို့ရှိလို့အဲ့ဒီ DLC ကလည်းကျွန်တော်အနေနဲ့မမိုက်ဘူးလို့ကျွန်တော်ကတော့မြင်တယ်ပေါ့နော်။ DLC ကမီယာခေါ်ပါလို့ခေါ်တဲ့ DLC ပေါ့နော်။ဆိုတော့မီယာခေါ်ပါဆိုတာက Blasphemous 1မှာပါဝါရှိရတာကျွန်တော်တို့သုံးခဲ့တဲ့ဒါမီယာခေါ်ပါပေါ့နော်။ Okay ။ဆိုတော့ ဟိုစိတ်ဝင်စားဖို့ကောင်းတဲ့အရာတွေတော့ဒီ DLC မှာပါတယ်ဒါပေမဲ့ plot hole တွေများသလို ending ကလည်းဘာကြီးမှန်းမသိလို့ကျွန်တော်ကတော့မကြိုက်ဘူးပေါ့နော်ဒါပေမဲ့အတူကျုံတော့ကျွန်တော်ပြောပြပေးလိုက်ပါမယ်ပေါ့နော်ကျွန်တော် DLC ကိုဆော့မယ်ဆိုလို့ DLC twin view ရ game ဆော့မယ်ဆိုလို့ချင်းကျွန်တော်ကဒီ game ကိုဆော့ရင်းဆော့ရင်းဆော့ရင်းနေပေါ့နော်ကျွန်တော်ရဲ့အနောက်မှာ Asterion ဆိုတဲ့ကောင်ကအနောက်ကနေ light နေနဲ့ cutscene ကိုမြင်ရတယ်အဲ့ဒီကောင်ကလည်းကျွန်တော်တို့လိုမျိုးပဲတည်သွားတဲ့သူကပြန်ပြီးအသက်ရှင်နိုင်တယ်သူကတော့ကျွန်တော်တို့ Blasphemous 1 game မှာတုံးခဲ့တဲ့ Mia Cover လို့ခေါ်တဲ့ဓာတ်ကိုလိုချင်တာပေါ့နော်အဲ့ဒီဓာတ်ကိုလိုချင်အောင်လဲအစတရင်ဆိုတဲ့ကောင်လာတဲ့အဖွဲစည်းကလည်းခက်ဝေးဝေးတနေရာကနေပဲသူလာတာပဲဒါပေမဲ့ဒီနေရာမှာဒီလိုမျိုးတွေဖြစ်တယ်ဒီလိုမျိုးပါဝါတွေဘာညာလဲရှိရအကြောင်းသိပြီးတော့အဲ့ဒီမီယာကောပါလို့ဆိုတဲ့ဓာတ်မှလည်းပါဝါတွေရှိတယ်ဆိုတာကိုသူကသိနေတယ်ပေါ့နော်ကျွန်တော်တို့ကဗျာဟိုထုံးစံတိုင်းပဲ plasma 1မှာဆိုလို့ချင်းအဲ့ဓာတ်ကပျက်စီးသွားပျက်စီးသွားဓာတ်ရဲ့လက်ကံမှကျန်ခဲ့တယ်ဓာတ်လက်ကံမှာကျန်တဲ့ကြာမှာကျွန်တော်ဓာတ်ရဲ့လက်ကံကိုအရင်ရှာပြီးတော့ဗျာဟိုဓာတ်ကိုပြန်ပုံသွင်းပြီးတော့ဗျာပြီးရင်ဓာတ်ကိုဟိုအစွမ်းရအောင်လုပ်ပြီးတော့ခရစ်စင်တာနဲ့ dream တခုထဲမှာတွေ့တယ်ဗောတွေ့ပြီးစကားပြောစကားပြောပြီးပါတယ်ဆိုလို့ချင်းကျွန်တော်တို့ကဘာညာဘာညာဘာညာအဲ့ဒီ Asterion ဆိုတဲ့ boss fight နဲ့လှုပ်လှုပ်ပြီးပြီးဆိုလို့ချင်းကျွန်တော်တို့ကအဲ့ဒီ incarnate devotion ဗောနော် final boss ကိုသွားချလိုက်ပြီးဆိုလို့ချင်း incarnate devotion ကိုမတက်ခင်မှာ Christenda ရဲ့ဝိညာဉ်ကပေါ်လာပြီးတော့ The Miracle ကိုတားဆီးနိုင်တဲ့အတွက်ကြောင့်မလို့ဟို Christenda ကဗျာကျင်လာသိတယ်လို့သူပိတ်မိနေတာမဟုတ်ပဲနဲ့ဗောနော်သူ့ရဲ့ခန္ဓာကိုယ်ကိုဟို form messenger ဗောနော်ခုနတန်တမန်၄ယောက်ကောင်းကင်ဘုံတန်တမန်၄ယောက်ကနေပြီးတော့သူ့ခန္ဓာကိုယ်ကောင်းကင်ဘုံတည်ဝါတာကိုကျွန်တော်တို့တွေ့ရတာဗောနော် ပြောမယ်ဆိုလို့ရှိရင်ကျွန်တော်ကစတေးပြီးတော့ခရစ်စနာကိုကောင်းကင်ဘုံတွားမယ် heaven ကိုဝင်လေရမယ်ခွင့်ရင်းကိုပေးလိုက်တာပေါ့နော်โอเคဆိုတော့ကျွန်တော်တို့ကဘာဖြစ်သွားလဲဆိုတော့ဟိုမြန်ရတဲ့ကတ်စင်မှာကျွန်တော်ကန်းကြီးတစ်ခုရောက်သွားတာမြင်ရပြီးတော့ကျွန်တော်တို့ရဲ့အုတ်တုတ်ကိုချွတ်ဒါကိုလည်းဟိုတဲထဲမှာစိုက်ခဲ့ပြီးတော့အရာအလုံးကိုဆွတ်ပစ်သွားတဲ့ပုံစံနဲ့ပေါ့နော်တနည်းအားကိုထွက်သွားတယ်လို့ကျွန်တော်ယူဆကျွန်တော်အဲ့ဒါတွေ့ရတယ်ပေါ့နော်အဲ့လိုသဘောကြောင့် Blasphemous 3ထွက်လို့ပေါ့နော်ကျွန်တော်တို့ အဲဇက်ကောင်ကိုပြန်သုံးကျင်နေဆိုလို့ရှိရင်အသက်ဆက်ရှိသေးရလို့ကျွန်တော်တို့ယူဆရတယ်ဘာလို့ဘာလို့လဲဆိုတော့အဲတည်သွားလို့မျိုးဟုတ်ပါနဲ့ဒီကောင် essentially at this point အဲ့ဒီအချိန်မှာဆိုလို့ရှိရင်ကောင်းကင်ဘုံရဲ့ခြေစူးကြောင့် the high wizard ဘာနဲ့လို့မရှိဘူးဆိုလို့ရှိရင်လည်းဆက်ပြီးတော့အသက်ရှိနေအောင်မှာမတည်နိုင်ဘူးလို့ကျွန်တော်တို့လည်းယူလို့ယူဆရတယ်ဆိုတော့ gain အသက်တွေထပ်ထွက်လာမယ်ဆိုလို့ရှိရင် ဟို main character အဖြစ်ထပ်ပြီးတော့တုံးလို့ရမယ်ဒါတော့ဒီ DLC ကနေပြီးတော့အစ်စ်ထည့်လိုက်တဲ့ story လေးပေါ့ပေါ့နော်ကျွန်တော်တော့သိပြီးတော့သဘောမကျဘူးဒါပေမဲ့ Predator တို့ကတော့ဘယ်လိုထင်လဲကျွန်တော်တော့မသိဘူးနော်ဆိုတော့ကဲ Predator တို့ရေဒီ video နဲ့ဆိုလို့ရှိရင် Plasma 1နဲ့2ရဲ့ story ကိုပြီးဆုံးသွားပါပြီ video share ယူတော့ရှောက်ကြည့်ရှုနာတော့မေးရဲ့အတွက်ကျေးဇူးများကြီးကိုတင်ပါတယ်အဲ video ကိုသဘောကျတဲ့ဆိုလို့ရှိရင်ကျွန်တော်ရဲ့ channel ကို subscribe လုပ်သွားပြီးတော့ like လေးပါလေးလုပ်ပေးခဲ့ပါဗျာကျေးဇူးများကြီးတင်ပါတယ်နောက် video မှာကျွန်တော်တို့ပြန်တွေ့ကြတော့ပေါ့ဗျာ